ားသမီးတွေအတွက်ဆိုရင်ဖခင်အားသူကိုယ်တိုင်မသွားကျင်တဲ့နေရာကိုတောင်သွားဖို့အဆင်သင့်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့သူ့အတွက်သူ့ကောင်းသိခါထက်ကလေးတွေရဲ့ပျော်ရွှင်မှုနဲ့လိုအပ်ချက်တွေကပိုကြီးမားနေလို့ပါပဲ။ကလေးငယ်လေးတယောက်မိဖို့တဲ့ဝင်သွားပြီးပကံတစ်ချက်ကိုင်းဇုံးနဲ့တီးနေပါတော့တယ်။မိမိကဘာလုပ်နေရလဲဆိုပြီးအော်မေးလိုက်တဲ့အခါတီးနေတဲ့ပကံပြားကိုချထားခဲ့ပြီးပုံဘက်ကိုလျှောက်လာပါတယ်။ဆိုလိုတာကမိမိဖေဖေတို့ကတီးလိုက်မတီးလိုက်နဲ့ကလေးကိုပုံးစီဥတီယာအပြင်ညွန်ပြလိုက်တာပါပဲ။ ခလေးကတခခုတော့လှုပ်ရှားမှု activity ဒါလိုအပ်တာပါအကယ်၍ကျွန်တော်တို့ကသူ့ကိုနေရာတိုင်းမှာတားမြစ်နေမယ်ဆိုရင်ဒါမလုံးနဲ့ဟိုကမကင်နဲ့သူညာဒါမလုံးနဲ့ဆိုပြီးလိုက်တားမြစ်နေမယ်ဆိုရင်သူပါလို့ရမှာလေခလေးမှာလမ်းကြောင်းတစ်ခုပဲကြံပါတော့တယ်ဖုန်းပေါ့ဒီတော့ပါလို့ရမှာလေသူ့ကိုအိုးခွပကံနဲ့ကစားခွင့်ပေးလိုက်ပါမိဖို့ကြောင့်နေမှာအသေးအဖွဲလေးတွေလုပ်ခွင့်ပေးလိုက်ပါအဖေနဲ့အတူကားရေးဈေးဖို့ရောက်လာသလားအဝိတ်တထည်ပေးလိုက်ပါသူ့သူဈေးနေမှာပေါ့ အမေတမျက်စိလဲနေအောင်ရောက်လာသလားသူ့ကိုကြော်ပြယူခိုင်းလိုက်ပေါ့အကယ်၍သူကအရောက်တွေခင်းစိုင်ဖွင့်နိုင်ကစားမယ်ဆိုရင်လည်းခွင့်ပြုပေးလိုက်ပါခမရကခဏတော့အနောက်ရှက်ခံရမှာပါဒါပေမဲ့သူ့ရဲ့အနာဂတ်ကပုံကနေလွတ်မြောက်သွားမှာပါဒီဗီဒီယိုလေးကို share လုပ်ပေးပါမမေဖေဖေတို့အတွက်ဒီအမားကိုထပ်မလုံမိအောင်ပေါ့ကျွန်တော်ကလည်း follow လုပ်ခဲ့မယ်ဆိုရင်မမေဖေဖေတို့အတွက်အကျိုးရှိမဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်လို့အသုံးဝင်ပါပါခင်ဗျာ ဖေအေးတာဘာဖြစ်တာလဲအဖေတားဆီယာတခုခုလိုချင်လို့လားဟုတ်တယ်တာอืมဟောဟာအမရမတော်ပါကွာဖေခဏလေးအဖေဒီလိုဘာလို့ငငောင်းကြီးဖြစ်နေရလဲအဖေကျွန်တော်ပြောစရာတခုခုရှိလို့လားအဖေဘာလို့ချင်လို့လဲပြောပါဦးဖေရဲ့ဟုတ်တယ်တာအဖေငွေ900လောက်လိုချင်တယ်ကွာဩော်ဒါလားဖေကလည်း ဒါလေးတော့ ਨੇ ဒီလောက်စဉ်းစားကြဘာရှိလို့လဲဖေကလည်းတော့ဒီလောက်တောင်စဉ်းစားနေရောက်မှာဖေ900ချက်ရောလိုသေးလားရပြီရပြီသားအဖေမလိုတော့ဘူးအဖေတော်လုံလောက်ပါပြီအဖေဘလို့ဖြစ်တာလဲနေမကောင်းလားဟေးမဟုတ်ပါဘူးအဖေနေကောင်းပါတယ်ကဲဖေသွားပြီသားကြီးအဖေကဘလို့လဲမသိဘူးပတ်စံ900လေးဒီလောက်တောင်မှစဉ်းစားနေရ တကယ်စငွေ900တောင်းတဲ့အတွက်စဉ်းစားနေရမဟုတ်ဘူးသူကအဖေတောက်ဖြစ်ပြီးတော့သူ့သားစရာပတ်စံတွေဘလို့တားရမလဲဆိုတော့စဉ်းစားနေရဒါလေးတွက်နဲ့ဒီလောက်စဉ်းစားစရာဘာရှိလို့လဲငါတို့ရဲ့သားပဲလေငါဒီနေ့ဒီလိုမျိုးအောင်မြင်နေရအဆင်ပြေနေတာအဖေရဲ့ကျေးဇူးတွေကြောင့်ပဲမဟုတ်လားပြီးတော့ကို့သားသမီးစရာပတ်စံရွာမှာဘာရှက်စရာရှိလို့လဲရှင်းရစကားတော့တေချာနားမလဲသေးဘူးအဖေကရှင်းစရာပတ်စံတောင်းဖို့ရှက်တာမဟုတ်လက်ဖြန့်တောင်းဖို့ရှက်နေရသူတသက်လုံးပေးခဲ့ရတဲ့သားစရာနဲ့လက်ဖြန့်တောင်းနေရတာကိုရှက်နေရ ဒါအချိန်ခါနဲ့ပြောင်းလဲသွားတဲ့ကိစ္စပဲလေအရင်တော့ငန်းငယ်ငယ်တော့ဘာမှမလုပ်ထက်တုံးမအဖေကငါ့ကိုကျွေးတယ်မွေးတယ်အခုအဖေကအသက်ကြီးလာပြီဘာမှမလုပ်နိုင်တော့တဲ့အခါငါ့အဖေကိုပြန်မြှောက်ထောက်ပံ့ဘာပြဿနာရှိလို့လဲပြဿနာဆိုတာအဲ့ထောက်ပံ့နေဆိုတဲ့အရာပဲတားရဲ့ဝင်ွေအပေါ်မှာမှီခုံနေရတဲ့အဖြစ်ကိုဂုံတိတ်ခါရှိတဲ့အဖေတောင်နေနဲ့ဘယ်တော့မှမလိုလားဒီလိုမှီခုံနေရတယ်ဆိုတာကလေသူ့ကိုအတွင်းစိတ်ထဲကနေစိတ်ဆင်းရဲစေတာ အခုရှင်မြင်တဲ့အတိုင်းပဲလေသူအတုံးလိုလိုမတောင်းမဖြစ်လို့သာတောင်းရတာတောင်းတဲ့အခါလဲလက်တုံနေမဟုတ်လားဒါဆိုရင်ဟာဘာလို့ရမှာလဲအခုဒီအသက်အရွယ်မှာပတ်စံအတွက်နဲ့သူအလုပ်လုပ်ခိုင်းလို့လည်းမသင့်တော်ဘူးလေဟုတ်ပါရဲ့အဖေမှာသူ့ရဲ့ကိုယ်ပိုင်ပတ်စံတစ်ခုရှိအောင်ကျမတို့ကတစ်ခုခုစဉ်းစားမှရမှာအဲ့လိုရှိမှဘသူ့ကိုမှမေးစရာမလိုပဲနဲ့ဘသူ့ကိုမှပြောစရာမလိုပဲနဲ့သူ့ရဲ့စိတ်တိုင်းကြတုံးလို့ရမယ့်ပတ်စံမျိုးရှိအောင်တစ်ခုခုစဉ်းစားရမှာအဲ့လိုရှိနေပြီဆိုရင်တော့အဖေအခုလိုမျိုးကြီးခံစားနေရမှာမဟုတ်ဘူးလေ အလောက်ကပြန်ရောက်ပြီနော်ဟင်ရှင်ပြန်ရောက်ပြီလားပြေးပြေးကျမအိတ်တွေပြေးအဖေဒီပတ်စံလေးရေးတင်းထားပါအောင်ဟင်ဒီလိုများတဲ့ပတ်စံလေးဘာလို့ဖို့လဲကွာအော်အဖေဒါကငွေနဲ့သိမ်းမှာအဖေမှတ်မိသေးလားလွန်ခဲ့တဲ့နှစ်အနေငယ်ကအမေအတွက် FD တခုလုပ်ထားတာရှိရလေ FD ဆိုတာအဖေမေ့သွားပြီထင်တယ်။ဘာပဲဖြစ်ဖြစ်အမေမရှိရတဲ့နောက်ပိုင်းမှာအဲ့ဒီ FD ကပြတ်သွားတာပဲလေ။အခုကျတော့စီးရင်ပိတ်လာခဲ့လိုက်တာ။အဲ့ရနေငွေသသိန်းရလာကြတော့ဒီပတ်စံတွေအဖေစီမှာပဲတင်ထားပါ။အဖေပတ်စံတွေကအဖေလိုတာတုံးလို့ရတယ်လေနော်။အဲ့ဒီချိန်ချွေးမရဲ့စိတ်ထဲမှာတခုခုလှုပ်ဖို့လိုမယ်။သူတို့မှာသူတို့ပတ်စံရှိပါစေ။ဘသူ့ကိုမှမေးစရာမလိုပဲနဲ့ဘသူ့ကိုမှအသိမပေးပဲတုံးဆက်လို့ရမယ့်ပတ်စံမျိုး။ဒါဆိုရင်သူတို့တွေဒီလိုမခံစားရတော့ဘူးပေါ့။တာ ။ဖောက်သေးပါဦးကွာ။ငါဒီပတ်စံနေနဲ့ဘာလုပ်ရမှာလဲ။မင်းမဲတင်ထား။မဟုတ်လေမင်းကငါလူလေသေးမရှိဖြည့်စည်းပေးပြီးသားပဲလေကွာ။ဟုတ်ပါရဲ့အဖေရဲ့။ဒါပေမဲ့ဒီပတ်စံနေကအဖေရဲ့ပတ်စံနေအဖေပဲတင်ထားလိုက်နော်။အဖေ။တားလောက်နေရတွေကတားရဲ့တောင်းဝင်နေပဲ။ပြီးတော့ဒီပတ်စံနေကအဖေစူးစားရှာခဲ့တဲ့အသေးပွင့်တွေပါ။အဖေပတ်စံနေပဲလေဒါကြဒီပတ်စံနေအဖေပဲတင်ထားပါကောင်းပြီသားအဲ့ဆိုလဲအဖေပဲတင်ထားလိုက်မယ်နော် ဘဝဆိုတာတူတူလေးပတ်စံမရှင်းတော့ကျမ်းမာနေသေးပါလားဆိုတဲ့အသည့်နဲ့ပျော်အောင်နေပါမကျမ်းမာရင်လည်းအသက်ရှင်နေပါသေးတယ်ဆိုတဲ့အသည့်နဲ့ပျော်အောင်နေပါအခုမွေးနေသေးရင်လည်းနောက်တနေ့ချမ်းသာမယ်ဆိုတဲ့အသည့်နဲ့ပျော်အောင်နေပါဆုံးရှုံးမှုခဲ့ရင်လည်းတင်ငန်းစာရခဲ့ရတယ်ဆိုတဲ့အတွေ့နဲ့ပျော်အောင်နေပါကလေးမရခဲ့ရင်လေလင်မယားနှစ်ယောက်တည်းအေးချမ်းပါရဲဆိုပြီးပျော်အောင်နေပါသူများမိသားစုတွေလင်မယားတွေစားနေတောင်းနေပုံအီဖေမျော်စရင်ရှိမှာဓာတ်ပုံရိုက်တာ ဝိုင်ကလေးတွေနဲ့ရှိနေရ။နေပူရဲကြောက်တောင်မထိုင်တပ်ပေါ်ရိုက်တာအင်ကြီးအင်ကောင်းတွေနဲ့ရှိနေရတွေကြည့်ပြီးတော့ကို့မှာမရှိလို့အာမငယ်ကြပါနဲ့။အစားစားဆိုတာမစားခင်နဲ့စားနေတုန်းလေးပဲစားကျင်စရာတွေပါ။ဘိုက်ပြေးသွားရင်လှဲကြည့်ကျင်စရာမရှိတော့ပါဘူး။အရက်အကောင်စားလေတကယ်တော့တောက်ပြီးဘာမှမထူပါဘူး။ခီးတွေထွက်လေခီးပန်းပါလေ။နေပူရဲတပ်ပေါ်ရိုက်တော့ပူပါလေ။အင်ကြီးတော့စရေကြီးပြီးထိမ့်သိမ့်ရခတ်ပါလေ။အမှန်တကယ်လောက်ပြနေတဲ့တွေကအများထင်တယ်လို့မပြောကြပါဘူး။ လူတိုင်းမှာအပူရှိတယ်လို့ဒုက္ခရှိပါတယ်။ဒါရီကိုနားလည်ပြီးဆိုရင်တော့ပြောလိုက်ပါတော့။အခုပဲပြောပါ။ဒီနေ့ပဲပြောပါ။ပြောစရာရှာချင်ပြီးအမြဲပြောအောင်နေပါ။ဘဝဆိုတာတူတူလေးမဟုတ်ပြောအောင်နေပါ။ဘဝဆိုတာတူတူလေးပတ်စံမရှိရင်တော့ကျမ်းမာနေသေးပါလားဆိုတဲ့အသီးနဲ့ပြောအောင်နေပါ။မကျမ်းမာရင်လည်းအသက်ရှင်နေပါသေးတယ်ဆိုတဲ့အသီးနဲ့ကြော်အောင်နေပါအခုမွေးနေသေးရင်လည်းနောက်တနေ့ချမ်းသာမယ်ဆိုတဲ့အသီးနဲ့ ကြောက်အောင်နေပါတောင်ရှုံမှုခဲ့ရင်လည်းသင်္ကန်းစာရခဲ့ရတဲ့ဆိုတဲ့အတွေးနဲ့ကြောက်အောင်နေပါခလေးမရခဲ့ရင်လည်းလင်မယားနှစ်ယောက်တည်းအေးချမ်းပါတယ်ဆိုပြီးကြောက်အောင်နေပါသူများမိသားစုတွေလင်မယားတွေစားနေတောင်နေပုံအီဖယ်မျော်စင်ရှိမှတပ်ပုံရိုက်တာဝိုင်ကွက်လေးနဲ့ရှိနေတာနေပူတဲ့ကြောက်တောင်ပေါ်ထိုင်တပ်ပုံရိုက်တာအိမ်ကြီးအိမ်ကောင်းတွေနဲ့ရှိနေတာကြည့်ပြီးကို့မှမရှိလို့အားမငယ်ကြပါနဲ့အစားအစာဆိုတာမစားခင်နဲ့စားနေတုန်းလေးပဲစားကျင်စရာပါ ဘိုက်ပြေသွားရင်လှည့်ကြည့်ခြင်းစရာမရှိတော့ပါဘူး။အရက်အကောင်းစားလဲတကယ်တမ်းတော့တောက်ပြီးဘာမှမထူပါဘူး။ခရီးရေထွက်လဲခရီးပန်းပါတယ်။နေပူရက်တက်ပုံရိုက်တော့ပူပါတယ်။အိမ်ကြီးရောစရိတ်ကြီးထိမ့်သိမ့်ရခတ်ပါတယ်။အမှန်တကယ်လှုပ်ပြနေတဲ့သူတွေကအများတင်တယ်လို့မပြောကြပါဘူး။လူတိုင်းမှာအပူရှိတယ်လို့ဒုက္ခရှိပါတယ်။ဒါတွေကိုနားလည်ပြီးဆိုရင်တော့ပြောလိုက်ပါတော့။အခုပဲပြောပါဒီနေ့ပဲပြောပါ။ပြောစရာရှာချင်ပြီးအမြဲပြောအောင်နေပါ။ ဘဝဆိုတာတူတူလေးမို့ပျော်အောင်နေပါတခါတော့ကဘဝရဲ့အခြေအနေကိုအတူတူဖြတ်သန်းမယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့အခုအခြေအနေကတော့တအိမ်နေနေပြီမဲ့ငါတို့ဟာသစိမ့်တွေဖြစ်သွားပြီ။တခါတော့ကမင်းရှိမောတန်တွေဟာငါရဲ့အာအင်ဖြစ်ခဲ့ရတာ။ဒီကနေ့မှာတော့မင်းရဲ့တိတ်ဆိတ်နေမှုတွေဟာငါရဲ့အာနေချက်ဖြစ်လာပြီ။လူတွေကမင်းရဲ့ဝင်ဝင်ကိုပဲအမြင်မေးကြတယ်။ဒါပေမဲ့ဒီဝင်ဝင်ရဲ့နောက်ွယ်ကစူးစမ်းအားထုတ်မှု ရုံးကန်လှူရှားမှုနဲ့ အရင်ပြတ်တဲ့ညတွေအကြောင်းကိုတော့ဘယ်သူမှမသိချင်ကြပါဘူး။ပိုက်ဆိုင်ကိုတော့အားလုံးမြင်တတ်ကြပြီးစ조사အားထုတ်ရတဲ့အရာတာကိုရှာဖွေစားသုံးသူကပဲခံစားသိရှိနိုင်တာပါ။မင်းဘလောက်ချမ်းသာနေပါစေ။မင်းအဖေရဲ့လက်ကအတမာရီကိုတတိမထမီးရင်မင်းဟာအလက်ကားလူပဲ။မင်းဘလောက်အစားကောင်းနေစားနေရပါစေ။မင်းအမေရဲ့ထမင်းဝိုင်းလေးကိုတတိမရတော့ရင်မင်းဟာအလက်ကားလူပဲ။ဒါကြောင့်မင်းဘလောက်ပြည့်စုံနေပါစေ။ချမ်းသာနေပါစေ။ကိုယ်အမြင်ရအောင်ထန်းတင်ပေးခဲ့တဲ့မိဘနှစ်ပါးကိုတတိမရတော့ရင် မင်းဟာအလက်ကားလူဖြစ်နေအောင်မှာပဲအမျိုးသမီးတယောက်အမျိုးသားစီကဗားလက်ဆောင်မှာမတောင်းတပေမဲ့အမျိုးသားကလက်ဆောင်နေအဖြစ်နဲ့မျက်ရည်တွေတန်းရာတွေနဲ့စိတ်ဆင်းရဲစရာတွေပေးတတ်ကြတယ်အချို့သောအမျိုးသမီးတွေလည်းသူတို့ယောက်ျားတွေစီကဈေးကြီးတဲ့လက်ဝတ်ယတနာအဝတ်စားနဲ့တန်ဖိုးကြီးဖုန်းတွေမတောင်းဘူးသူတို့လိုချင်တာဂယုဆိုင်မှုနဲ့ချစ်ခင်မှုအချိန်ပေးမှုပဲလိုအပ်တာသူတို့ထင်တာကတကယ်ချစ်တဲ့သူတွေစီကဘာမှတောင်းနေဖို့မလိုဘူးလို့တည်ထားကြတာပါဒါပေမဲ့ဝမ်းနည်းစရာကောင်းတာက ူနဲ့ပတ်သက်တဲ့မိဘအိမ်ကိုယ့်အိမ်မက်တွေလွတ်လပ်မှုတွေဆွန့်လွတ်ပြီးယောက်ျားအိမ်မက်ကိုလိုက်လာရတဲ့အမျိုးသမီးမျိုးကမှအလွယ်တကူလစ်လူရှုခံရတယ်။ပျော်စရာကိစ္စတိတိလေးရအစားပျော်နေတတ်တဲ့အဲ့ဒီအမျိုးသမီးလေးကိုနှွေးထွေးချစ်ခင်စွာစကားပြောပြီးရင်နော်လက်ဆောင်တစ်ခုလိုတံမိုးထားတတ်တဲ့သူမကိုပြန်ရင်ဝေဖန်မှုတွေလစ်လူရှုခံရမှုတွေပဲကြုံရတတ်ပါတယ်။သူ့မျက်ရည်ကိုဘယ်သူမှမမြင်ဘူး။ဘာလို့လဲဆိုတော့မျက်ရည်နဲ့ဝေဒနာအတူတူဖုံးကွယ်ထားတတ်ကြလို့ပါ။ဘယ်တော့မှထုံမပြခဲ့ဘူးလေ။ သူတို့အိမ်တော်ရေးကိုမထိခိုက်စေချင်လို့သူမစိတ်သက်ကြနေပေမဲ့ဘသူ့ကိုမှမပြောဘူး။ဘာလို့လဲဆိုတော့လူတွေကသူမဇလန်းဆင်နေတယ်လို့ပြောမှကိုကြောက်နေလို့ပဲ။ယောက်ျားဖြစ်သူအမျိုးသားကသူထင်တာကမိမဘာမှမတောင်းတာမလိုအပ်လို့ပဲလို့ထင်တတ်ကြပါဗျ။ဒါပေမဲ့သူမရဲ့အကြီးမားဆုံးသောဆန္ဒကိုသူမသိဘူး။မတောင်းမဲနဲ့သူမကိုနားလဲပေးဖို့ပဲ။သူမကိုသူမဘာမှမတောင်းတဲ့ဒီအမျိုးသမီးလေးဟာတကယ်တော့အချမ်းသာဆုံးစိတ်နှလုံးရှိသူပါ။သူမလိုချင်တာကအမျိုးသားက သူ့ဘာသာသူပြုဆိုင်ဖို့သူ့ဘာသာသူမျက်လုံးတွေကနာကျင်မှုကိုဖမ်းမိဖို့သူမရဲ့အကြောင်းအောက်မှာရှိနေတဲ့ဝိုင်းနေမှုကိုနားလည်ဖို့ပါ သူမရဲ့နောက်ဆက်နေမှုကို အားသာချက်အဖြစ်မမြင်မဲအားနေချက်အဖြစ်မှတ်ယူလိုက်လို့ပဲအမျိုးသားတယောက်ဟာတင့်စီကဘတော်မှလက်ဆောင်မတောင်းတဲ့ဒီအမျိုးသမီးရဲ့အကြီးမားဆုံးသောလက်ဆောင်ကတင့်ရဲ့အချိန်နဲ့ချစ်ချင်းမြတ်တာပဲသူမကိုမျက်ရည်နာကျင်မှုနဲ့စိတ်သက်သာမှုတွေမပေးလိုက်ပါနဲ့ဘာလို့လဲဆိုတော့သူမစိတ်ကွဲသွားရင် ဆက်ဆံရေးတစ်ခုလည်းမကွဲဘူးယုံကြည်မှုမျှော်လင့်ချက်နဲ့ကဘာတစ်ခုလုံးဖြိုပွဲသွားလိမ့်မယ်မိန်းကလေးတယောက်ဟာတခါမှအချက်မခံရဘူးစိတ်ကောက်တဲ့အခါလဲချော့မဲ့သူမရှိဘူးအဲ့ဒီလိုမိန်းကလေးရဲ့စိတ်ကိုနားလည်ပေးမဲ့သူလည်းမရှိအမြဲတမ်းအပေခံအမြဲတမ်းတယောက်တည်းနေရတဲ့ဒီလိုမိန်းကလေးဟာသစ္စာထိုးရီလုံးတခုခုဆိုစိတ်တူတခုခုဆိုဒေါသထွက်ဒီလိုလုပ်ခြင်းဟာတဘာဝကြပါတယ်ဒါပေမဲ့လူတွေကဒီမိန်းကလေးကအမြဲတမ်းဒေါသကြီးပဲ အမြဲတမ်းငြင်းနေတာထစ်ကနေဆိုစိတ်ဆိုးပြီဒီလိုတွေကောင်းစဉ်တက်ကြပါဗျ။ဘသူကမှဘသူကရောအမြဲတမ်းတီးခံမှာတော့ဘယ်အချိန်ထိတီးခံနိုင်မလဲ။ဒီလိုဘသူမှမတွေးကြပါဘူး။အိမ်တော်ရဲ့တခုကိုထိန်းသိမ်းမှုအတွက်သူမဘာမှမပြောဘဲနှုတ်ပိတ်ခဲ့တာပါ။သူမရဲ့ဝေဒနာတွေလည်းထုံမပြောခဲ့ဘဲဆန္ဒတွေကိုလည်းချိုးနှိမ်ခဲ့တာပါ။ဒါပေမဲ့သူမရဲ့ခံစားချက်တွေဟာအကြင်ကြင်လစ်လူရှုခံလိုက်ရတဲ့အခါသူမရဲ့ခံစားချက်တွေဟာဒေါသအဖြစ်ပြောင်းလဲသွားခဲ့ရတာပါ။ တယောက်ယောက်ကိုအကျဉ်းချင်းလိလိရှုခံရတဲ့အခါသူမရဲ့မျက်နှာကပြုံးနေကောင်ပြုံးနေမယ်။သူမရဲ့နှလုံးသားထဲမှာတော့ပင်ပန်းနှွမ်းနေနေပြီ။အရင်ကကိစ္စတည်တည်လေးနဲ့တင်ပျော်ရွှင်နိုင်ခဲ့တဲ့သူမဟာယခုတော့စိတ်ဆိုးလွယ်တဲ့သူဖြစ်လာတယ်။ဘာကြောင့်လဲဆိုတော့သူမကိုနားလဲပေးမဲ့သူဘယ်သူမှမရှိတာကိုသဘောပေါက်သွားလို့ပါ။သူမစိတ်ဆိုးတဲ့အခါချောမဲ့သူလည်းမရှိ။သူမညင်နေတာကိုကြည့်ပြီးနားလဲပေးမဲ့သူလည်းမရှိ။သူမကိုနှွေးထွေးစွာပွေဖက်လျက် အားလုံးအဆင်ပြေသွားမယ်လို့ပြောမဲ့သူလည်းမရှိပါဒီလိုအခြေအနေမှာသူမကောင်းပါတယ်ဒါမှမဟုတ်တခါတရံစကားပြတ်သားတယ်ဆိုရင်အမားကသူမတယောက်တည်းရဲ့အမားမဟုတ်ပါဘူးအိမ်တော်ရင်တစ်ခုကတပတ်သက်ဖြစ်နေတဲ့အခါလူအသွေးခွန်နဲ့ဇရိုက်တဘာဝနှစ်ခုလုံးပြောင်းလဲသွားတတ်ပါတယ်မိန်းကလေးတယောက်ရဲ့ဒေါသဟာသူမရဲ့အားနေချက်မဟုတ်ပါဘူးသူမရဲ့ပင်ပန်းမှုပါဘသူမှနားလည်ဖို့ကြိုးစားခြင်းမရှိခဲ့တဲ့သူမရဲ့ပြင်ပမှုပါ။ဒါကြောင့်ဘသူရဲ့အပြုမှုကိုမဆိုးမှတ်ချက်မပေးခင်ဒါကိုအမြဲတွေးဖို့လိုပါတယ်။ ဘာကြောင့်သူကဒီလိုဖြစ်လာရတာလဲဆိုတော့ကိုပေါ့ဘာကြောင့်လဲဆိုတော့အချိန်တိုင်းတယောက်တည်းတီးခတ်နေရတဲ့မိန်းကလေးကတနေ့မှစာပြီးပြောလာမှဖြစ်ပြီးအဲ့ဒီအချိန်မှာသူမရဲ့အတန်ထဲမှာနာကျင်မှုနည်းနေပြီးတွက်ချက်မှုတွေများနေတယ်လို့ပါပဲမိန်းမကနားလည်မှုမရှိရင်အိမ်တော်ပြုတ်ကွဲတတ်ပါတယ်ယောက်ျားကနားလည်မှုမရှိရင်မိန်းမပြုတ်ကွဲတတ်ပါတယ်နှစ်ယောက်စလုံးနားလည်မှုမရှိရင်ကလေးများ၏အနာဂတ်ကျက်စီးတတ်ပါတယ် တင်နဲ့မရကြဖြစ်တတ်ကြတဲ့အငင်းပွားမှုတွေဟာဘသူမားတယ်ဘသူမှန်တယ်ဆိုတဲ့ကိစ္စကြောင့်မဟုတ်ပဲနှစ်ယောက်စလုံးကကိုမှန်ချောင်းကိုတက်တည်ပြလိုတာကြောင့်ဘသူကမှဘသူစကားကိုနားမထောင်ကြတော့ပါဘသူပြောစကားမှနားမဝင်ကြတော့ပဲနားလည်မှုရှိရဲ့မိမတူဦးဟာသူမမိသားစုတစုတစီရဲ့စုစည်းရန်အားထုတ်မိသူမသည်အရာရာကိုနှလုံးသားဖြစ်မှာဟုတ်ပဲအုံနောက်ဖြင့်ဆုံးဖြတ်ပါလိမ့်မယ် ဒါပေမဲ့အဲ့ဒီမိမကပဲကောင်းမတတ်ပြီးအကြောင်းအရာတိုင်းကိုမိဘအိမ်နဲ့နှိုင်းရှင်ကြောဆိုပါက အသေးအဖွဲကိစ္စများကိုပင်အကြီးအကျယ်ဖြစ်အောင်ပြောပါကမိသားစုဆက်ဆံရေးတွေမှာအကြောင်းများစတင်ပေါ်လာတတ်ပြီးတဘောတာကွဲလွဲမှုများရှိလာမှာဖြစ်ပါတယ်အကြောင်းမှာအိမ်တော်တစ်ခုသည် အခြေတစ်ခုတည်းနဲ့မဟုတ်ပဲတတိနားလည်မှုဖြင့်လည်းယက်တိရတော်ကြောင့်ဖြစ်သည်ထို့အတူယောက်ျားတယောက်ငါကအိမ်ဦးနဲ့ပဲဆိုသည့်အယူမှား အစွဲမကြီးကိုစွဲကင်လေရဲ့ဇနီးစိတ်ခံစားချက်များကိုခယူမဆိုင်လေရဲ့ကိစ္စတိုင်းမှာအလိုမကျဒေါသထွက်နေပါကပြက်စီးမှုစတင်လာမှာဖြစ်ပါတယ်ထို့အပြင်ဇနီးတဲ့ကိုမိခင်မြမများနဲ့နှိုင်းရှင်ပြောဆိုပါကထိုအိမ်ကြီးမိမသည်တဖြည်းဖြည်းချင်းခံစားချက်များပြက်စီးလာမှာဖြစ်ပါတယ်အเจ้าမှာမိမတူဦးဤအကြီးမားဆုံးသောလိုအပ်ချက်မှာလေးစားမှုနဲ့နားလည်မှုဖြစ်တော်ကြဖြစ်သည် ထိုအရာများမရပါကသူမ၏စိတ်သည်စိတ်အားငယ်လာတတ်ပြီးသူမသည်ထိုမိသားစုထဲမှအထီးကျမှုခံစားလာရပြီးမလိုလားအပ်သောဝန်တုံးဝန်ပိုးတခုခုခံစားမိလာတတ်သည်မိသားစုတစုမှာလင်မယားနှစ်ယောက်စလုံးနားလည်မှုမရှိရင်နှစ်ယောက်စလုံးအစင်မပြေမှုဖြစ်မဲ့အပြင်အများဆုံးထိခိုက်မိသူမှာကလေးများပဲဖြစ်ပါတယ်မိသားစုရဲ့အမြဲစကားများနေရပြီးကလေးများဟာမိခင်နေတော်၎င်းဖခင်နေတော်၎င်း အေးဆေးပွင့်လင်းစွာ ဆွေးနွေးခွင့်မေးမြန်းခွင့်တင်ယူခွင့်မရတော့ပါခလေးများ80ရာခိုင်နှုန်းသောတက်တည်မှုက မိဘများလောက်ရကနေတင်ယူတတ်တာဖြစ်တော့ကြောင့်ခလေးများ၏စိတ်တည်လည်းနူးညံ့မှုမရှိတော့ပဲမိဘများကဲ့သို့ကြမ်းတမ်းလာကတပြေပြေဒေါသများလာတပြီမိမိနှစ်သက်ရာများသာလုံနေခြင်းကြောင့်ရှင်မန်းချက်ပန်တိုင်းပြောက်ွယ်သွားမှာဖြစ်ပါတယ်ထို့ကြောင့်မိသားစုအိမ်တော်ရေးကိုစီလုံးနှွေးထွေးစီလိုပါက နှစ်ဦးစလုံးတက်သည့်ပညာရှိဖို့လိုအပ်သည် အကြောင်းမှာမိမသည်လည်းတက်သည့်စွာပြောဆိုယောက်ျားသည်လည်းတက်သည့်စွာနားထောင်မှသာမိသားစုဘဝအိမ်ောင်ရေးသည်လည်းအသက်ဝင်လာမည်ခလေးများသည်လည်းပြန်လည်ပြောင်းချွေလာကြမည်မိမတယောက်ဟာထောက်ပံ့မှုလိုချင်တာသူမလမ်းမလျှောက်တတ်လို့မဟုတ်ပါဘူးမိမတယောက်ဟာလက်ဆောင်လိုချင်တာသူမအလောက်လောက်ပြီးမဝယ်တတ်လို့မဟုတ်ပါဘူးမိမတယောက်ဟာလှောက်အားပေးစီချင်တာသူမမတတ်နိုင်လို့မဟုတ်ပါဘူးမိမတယောက်ဟာတင့်မြတ်လုံးမှာ သူ့အတွက်အချစ်တင်မြင်ရတာပါ။ဂယုဆိုင်မှုတွေသာရကျင်တာပါ။ဒါကလည်းသူ့ကိုချစ်မဲ့သူဂယုဆိုင်မဲ့သူမရှိလို့မဟုတ်ပါဘူး။သူကတင့်ကိုချစ်လို့တင့်စီကလည်းချစ်ချင်းမြတ်တာနဲ့ဂယုဆိုင်မှုတွေသာရလို့တာဖြစ်ပါတယ်။မိမတအူမိဘွားကန်းတွေရှိနေစဉ်သူမ၏ခင်မုန်းသည်လည်းရှိနေတင်သည်။သူမ၏အဟင်းကိုကြွေးတံများကိုကြားရနှင့်နောက်တစ်ချိန်မင်း၅မီတာစုအတွက်ပါလုပ်ပေးခဲ့လို့လည်းဟု၍မပြောမိစေရန်ဖြစ်ပြီးမိဘကိုလှုပ်ကြွေးတဲ့တာသမီကရှာဖွေရတာပိုလွယ်တယ်။ မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူကပိုပြည့်စုံလာတတ်တယ်။မိဘကိုပြန်ကြည့်တတ်တဲ့သားသမီးကပိုအဆင်ပြေလာလိမ့်မယ်။မိဘစကားနားထောင်တဲ့သူက အမြဲစိတ်ချမ်းသာရတယ်။မိဘနှစ်ပါးလုံးရှိနေတော့မှတည်တတ်ပါ၊ဂယုဆိုင်ပါ။အသက်ကြီးမှပြန်ကြည့်မယ်လို့မတွေးပါနဲ့။ကိုပြန်ကြည့်နိုင်တဲ့အချိန်သူတို့ရှိချင်မှရှိတော့မှာပါ။မချမ်းသာလို့မပြည့်စုံသေးလို့ဆိုတဲ့စင်ကြယ်ရီအစားကိုတတ်နိုင်တဲ့လောက်လေးအဖေအမေတွေကြိုက်တတ်တဲ့မုံလေးတစ်ထုပ်အနှွေးတယ်လေးတစ်ထည့် ဖဏန်လေးတရံလောင်းတဲ့ကတော့တာမျိုးကသူတို့ကိုစိတ်ချမ်းသာစေတယ်။သူတို့ရဲ့စိတ်ထဲမှာပြီးပြည့်စုံစေတယ်။စကားတစ်ခွန်းရှိတဲ့မိတ်ဆွေမိဘအတွက်ကုန်သွားတဲ့ငွေက အမြဲဆယ်စားပြန်ရလာပါတယ်။ကိုစီကနည်းနည်းရပြီးများများပြန်ပေးခြင်းသူကမိဘတွေအပြင်အခြားမရှိပါဘူး။လက်ရှိအောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ရင်မိဘကိုတည်တတ်သူတွေချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်မိဘကိုဘယ်တော့မှမညှို့ညင်တတ်သူတွေမယုံမရှိနဲ့။သူတို့ကြောင့်မိဘအဆင်ပြေတာမဟုတ်ပဲ။ မိဘကြောင့်တို့အဆင်ပြေနေတာပါမိတ်ဆွေမိဘတွေအနေနဲ့ကိုသားသမီးကိုဟျာမင်းရဲ့တငယ်ချင်းဘယ်လောက်တော်လဲအဲ့လိုပြောလိုက်ခြင်းကတော့အမှားအကြီးကြီးတစ်ခုပါပဲဒါသူ့ထက်တော်ကြိုးစားနိုင်ပါတယ်အဲ့လိုသာဆိုတင်တာပါမင်းတို့တွေတစ်ချိန်လုံးရံဖြစ်ခုံပေါက်မြောက်လောင်းထနေကြပဲဒီလိုမျိုးမပြောတတ်မအောင်အချင်းချင်းချစ်ချစ်ခင်ခင်နေကြနော်တဲ့အောင်နေကြအဲ့လိုပြောရင်တော့ပိုပြီးတော့ကောင်းပါတယ်ငါ့ကိုပြန်မအောင်နဲ့ငါ့စကားဖြတ်မပြောနဲ့ ဲ့လိုမျိုးစကားမျိုးတွေလည်းမပြောတတ်ပါဘူး။ဒါစကားကိုအေးအေးဆေးဆေးပြောတတ်အောင်သင်ယူဖို့လိုတယ်။တရားရောက်စကားပြောနေအဲ့လိုဖြစ်ပြီးတော့မပြောရအောင်နော်။သင်ပေးတတ်ပါတယ်။မှန်ကန်တဲ့စကားစုတွေကကလေးတွေကိုမှန်ကန်တဲ့လမ်းလမ်းညွှန်ပေးပါတယ်။ကုတ်ကလေးတွေအပေါ်မှာမှန်ကန်တဲ့စကားလုံးတွေကိုသုံးသပ်ကြပြီလားမိပါတို့ရဲ့။အိမ်တော်ရှင်ဇနီးတဲ့တူဟာမိမိခင်မိုးတံမှာချစ်ချင်းမြတ်တာအချိန်ပေးခြင်းနဲ့ဂရုစိုက်မှုများမရရှိတဲ့အခါ၎င်းမပြည့်စုံမှုများကိုဖြည့်ဆည်းဖို့ အရာဝတ္ထုများဘက်သို့ရင်းရိုင်လာတတ်သည်တခါတရံအဝတ်စားသစ်များအသုံးဆောင်များအလားပြင်မျက်စိများအပြင်ထွက်လေခြင်းဆိုရှယ်မီဒီယာအသုံးများခြင်းဒီလိုအကြောင်းအရာတွေဘက်ကိုရင်းရိုင်လာတတ်ကြတယ်အကြောင်းကတော့သူမရဲ့စိတ်ကလွတ်လပ်နေပြီးသူမအဖို့မြည်သည့်အရာနဲ့မဆိုဖြည့်ဆည်းရန်ကြိုးစားတတ်တော့ကြောင့်ပဲသူမရဲ့ခံစားချက်တွေကိုသင်ကမြင်တွေ့စေလိုပြီးနားလည်စေလိုတာပါဒါပေမဲ့အဲ့လိုဖြစ်မလာတဲ့အခါသူမအနေနဲ့ကိုယ့်အိမ်ထဲမှာကိုယ်တစ်စိမ်းတစ်ယောက်လိုနေထိုင်ရတော့သည် တပတ်တွင်လည်းခင်မွန်းတဲ့ဤမိမိဇနီးတဲ့ထံမှာစိတ်ပိုင်းဆိုင်ရာနဲ့ကျောက်ပိုင်းဆိုင်ရာအာယုံခံစားမှုများမရရှိတော့အခါစိတ်ဆိုးတက်လာပြီးအကြောင်းကိစ္စတိုင်းတွင်ဒေါသထွက်လာကအသေးအဖွဲကိစ္စတိုင်းမှာပြဿနာရှာတက်လာပါတယ်။အမှန်တိုင်းဆိုညီကိုတို့ရေဘယ်ယောက်ျားမဆိုအပြင်လောကမှာရှိတဲ့စိန်ခေါ်မှုတွေကိုရှင်းဆိုင်နိုင်စွမ်းရှိတယ်။သူ့အတွက်လိုအပ်တာကအိမ်တွင်းမှာငြိမ်းချမ်းအေးဆေးမှုနဲ့မိသားစုဆန်တဲ့နှွေးထွေးမှုသာဖြစ်ပါတယ်။အကယ်၍ထိုအရာကိုပင် သူမရရှိခဲ့လျင် သူ့ရဲ့စိတ်နှလုံးဟာနေ့စဉ် နည်းနည်းစီကျိုးပဲ့လာရတော့မှအမှန်ပဲမိသားစုဆိုတာအတူနေုံတသက်ကိုဆိုလိုတာမဟုတ်ပါဘူးတဦးနဲ့တဦးလိုအပ်ချက်တွေကိုနားလည်ပေးဖို့ကိုဆိုလိုတာပါတဲ့လက်တွဲပေါ်ဤခံလာချက်တွေကိုလစ်လို့ရှူမိတဲ့အခါသူ့စိတ်ထဲမှာဒေါသနဲ့အီဆန်မှုတကူဖြစ်ပေါ်လာစေပြီးတဖြည်းဖြည်းချင်းဆက်ဆံရေးကိုခန်းချောက်သွားစေပါတယ်ဒီလိုအချိန်တွေမှာတတိယတရားဝင်ရောက်လာတတ်ပြီးလူနေရောက်ဟာတအိမ်ထဲနေတာတော့တအုပ်နဲ့တအုပ်ဝေးကွာသွားစေပါတယ်အိမ်တော်ရင်တစ်ခုမှာနှစ်ဦးနှစ်ဖက် အတူတကွပူပေါင်းပြီးတဦးကိုတဦးဖြည့်ဆည်းပေးတဲ့အခါမှသာယက်တည်နိုင်တာပါတဦးကိုတဦးပြောင်းလဲဖို့ကြိုးစားတာမျိုးမဟုတ်ပါဘူးအကယ်၍လက်တွဲဘော်က emotional support လိုအပ်နေရင်သူ့ကိုအချိန်ပေးပါအကယ်၍ physical intimacy လိုအပ်နေရင်သူ့ကိုနှုတ်ထွက်မှုပေးပါတဦးကိုတဦးအပြစ်တင်ရင်ထက်နှစ်ဦးနှစ်ဖက်တဦးကိုတဦးဤလိုအပ်ချက်ကိုနားလည်ပေးကြဖို့ပူကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ကြိုးပမ်းရုန်းကန်နေရတာဆိုတာနေရာတိုင်းမှာရှိတတ်ပေမဲ့စိတ်ချမ်းသာရေးဆိုတာတော့ဆက်ဆံရေးထဲမှာသာရှိတင်ပါတယ် မဟုတ်ရင်ဤလောကတစ်ခုလုံးကိုအောင်နိုင်လိုက်တယ်ဆိုရင်တော့လူသားတယောက်ဟာအတွင်းစိတ်ထဲမှာတော့ရှုံးနေသွားရတော့မှာပါပဲ။တမိုင်းကြီးကတတ်တည်ထူတယ်။မိမိကုံတိတ်ကကို ထိမ့်သိမ့်တတ်တဲ့မိန်းမတယောက်ကိုဘသူကမှမနစ်တတ်ကြဘူး။ကိုမီတာစုကလည်းမနစ်တတ်၊ယောက်ျားဘက်ကလည်းမနစ်တတ်။ဒီနှမျိုးဆောင်တဲ့လူပေါင်းဖွဲ့စည်းကလည်းမနစ်တတ်ကြဘူး။ဘာလို့လဲဆိုတော့ဒီအမျိုးသမီးကအနိုင်ငံတတ်တာမြင်တတ်ကြလို့ပါ။ဒါကြောင့်တာမာနေတဲ့အမျိုးသမီးတွေကိုဘသူမှအမြင်မကြည့်ကြပါဘူး။ မိမိရဲ့အဆင့်ကျန်းတဲ့ပုံပြီးဟဲ့ရန်ကြီးတက်တဲ့သူဟာအခြားသူတွေရဲ့တက်ရောက်မှုရစေနိုင်ပေမဲ့တဖြည်းဖြည်းနဲ့ကိုယ်တိုင်ကျွေးမိဝင်တော့အောင်မှဖိစီးနှိမ့်ညွတ်သွားတတ်တယ်။ဟဲ့ရန်ကြီးခြင်းဟာဂုံတိတ်ကာကိုသာဆော့ရုပ်စေတာမဟုတ်ဘူး။စိတ်ချမ်းသာမှုနဲ့စိတ်တက်တောင့်တသက်ရှိခြင်းကိုပါလွတ်ယူသွားတတ်တယ်။မိသားစုအတွက်ကောင်းကျိုးစီးပွားကိုရည်ရွယ်ပြီးတာအကြီးဆုံးကပါပြောပြောဘသူမှနားမထောင်ကြဘူး။သူဟာသူတို့ရဲ့ရန်သူလိုမျိုးဆက်ဆံတတ်ကြတယ်။ဒါပေမဲ့တားငယ်ဆုံးရဲ့စကားကိုတော့လက်ခံကြတယ်။ ။ตาကြီးကအိမ်အောင်ကြာသွားတဲ့အခါတော်ရယ်ဆူယုံလေးဆက်ဆံမှုထားကြပြီးအငယ်ဆုံးသားကိုတော့နောက်ဆုံးထွက်တတ်တိချစ်နေတတ်ကြတယ်။ကိစ္စရှိရင်တော့အကြီးဆုံးသားကိုသာတတိယတတ်ကြတယ်လေ။ဘာလို့လဲဆိုတော့အငယ်ဆုံးသားကအဲ့ဒီချိန်နားမှာမရှိတော့ဘူး။ပြင်းမြစ်တာဆိုတာလက်ထပ်ပြီးတာနဲ့ကုံဆုံးသွားတာမျိုးမဖြစ်သင့်ဘူး။ဒါပေမဲ့မကြာခဏဆိုသလိုအဲ့ဒီလိုပဲဖြစ်တတ်တယ်။အစပိုင်းမှာဆိုစိတ်မအီမသာဖြစ်စရာနည်းနည်းလေးပဲဖြစ်ဖြစ်စိုးရင်ဂရုစိုက်တာမျိုးရှိတယ်။ဒါပေမဲ့ကိစ္စကြီးကြီးဖြစ်နေရင်တော့မှ ဘယူတိုက်ဆိုင်မိတဲ့စကားတခုထွက်မလာဘူး